ဲ့ငလင်တန်ခံစားခဲ့ရတာတွေကိုဘောနော်အားလုံးကဘောနော်ကုညီကြတယ်အားလုံးကစာနာထောက်ထားကြတယ်အားလုံးကနားလဲကြတယ်အားလုံးကဝိုင်းဝင်းပြီးတော့ကြဆောင်ရွက်လူကြီးစီရှိကြတယ်အားလုံးလည်းလက်တွေ့လည်း line ဝိုင်းဝင်းပြီးတော့ဆောင်ရွက်နေရလဲကျွန်တော်တို့တွေ့ရမှာပဲဖြစ်နိုင်ငံတော်အစိုးရအနေနဲ့ကလည်းနော်ကုညီကြတဲ့လုပ်ငန်းတွေပြန်လဲထူထောင်ရေးလုပ်ငန်းတွေကိုအတက်နိုင်ဆုံးအရှိန်ဟုန်နဲ့ အများဆုံးလောက်သွားမှာဖြစ်တယ်စစ်တပ်ကကျမကြီးစနစ်ကိုကျမကြီးကဏ္ဍကိုစနစ်တကျဖျက်ဆီးပြီးတော့ကျမကြီးဝန်ထမ်းတွေကိုဖမ်းတာလို့မလင်တန်တဲ့ပြည်သူကိုမကူညီမှုဖြစ်နေပါတယ်တဲ့ကျမကြီးကဏ္ဍကိုစနစ်တကျဖျက်ဆီးပြီးတော့စီဒီအရုံးခိုင်းခဲ့တာခမတို့ energy ပုတ်ဘူးလားအခုကျမကဘာကြောင့်စစ်တပ်မကောင်းကြောင်းပြောနေကြတာလဲနော်ခမတို့ကိုယ်တိုင်ကမန္တလေးမြို့မှာမန္တလေးတိုင်းဒီတိုင်းလုံးမှာရှိတယ်ကျမကြီးဝန်ထမ်းအကုန်လုံး80ကျားတိုင်းလုံးစီဒီအရုံးနိုင်ခဲ့ပါတယ်မန္တလေးတိုင်းဒီတိုင်းလုံးမှာစီဒီအန်တွေ เนาะစေဝင်တန်းချမအေးဝင်နေ80ရာခိုင်နှုန်းစီးရီးယားလုပ်တယ်ဒါကြောင့်မလို့ဒေါ်လာကြီးကဒီနေ့အောင်တော့မယ်မလက်ပြန်အောင်တော့မယ်ဆိုပြီးဝါသားမှိုက်ခဲ့တာခင်ဗျားတို့ပဲဒါကဘာလုံးမှာကိုဗစ်ကရောဂါဖြစ်နေတဲ့အချိန်မှာเนาะတုတ်တန်ကမိတ္တိုလ်ဆက်တွေတော့မအားလို့အလောင်းကြီးမိချင်းမှာထပ်ပေါင်းနေရတဲ့အချိန်မှာခင်ဗျားတို့ဒီစီးရီးယားဆိုပြီးတော့စေမကုပဲနဲ့လူတက်ခိုက်နေတာခင်ဗျားတို့ပဲအခုကြမှာစစ်တပ်ကကျမကြီးကဏ္ဍကိုစနစ်တကျဖျက်ဆီးနေဆိုပြီးတော့ဒါအိဖြစ်မိတာအေးရောက်ပြီးမှတင်အစိတ်တွေနဲ့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာတက်နိုင်တယ်များเนาะသူကဘယ်လိုမျိုးကူညီထောက်ပံ့လဲဥပမာ ်ဟုတ်ကမဂျော်ဂျူအားပဲဂျော်ဂျူအားပဲဆို US ကအာဒီကားသမားပေါ့နော်လို့တမအာသူဆိုလို့ရှိရင်လည်းပဲသူကိုယ်တိုင်ကနေပြီးတော့ဦးစီးဦးဆောင်လုပ်ပြီးတော့မြန်မာနိုင်ငံမှာခေတ္တတန်းတဲ့ပြည်ကိုကိုယ်ညီခဲ့တဲ့ရေးပဲအမေရိကန်ဒေါ်လာတစ်ပေါင်းပေါ့နော်ဟိုတွန့်ဝေပေါ့လုပ်နေတာရှိတယ်။ဒီကဒီလိုကိစ္စမျိုးပေါ့နော်။တခြားဘယ်နိုင်ငံကဘယ်လိုကိုပါရဲဘယ်လိုနာမည်ကြီးဆက်လက်ရပါဘယ်လိုမျိုးကိုယ်ညီထုတ်ပြန်มาရေးဆိုပြီးတော့ပြည်သူတွေကိုအားတက်အောင်လုပ်ရမယ်စား။အခုလိုမျိုးစစ်တပ်ကကျန်းမာရေးဝန်ထမ်းတွေကိုဖမ်းဆီးပြီးတော့ကျန်းမာရေးဝန်ထမ်းဆိုတာကသူတို့စီရီယန်ဆိုပြီးနိုင်ငံတော်ကိုပုံကန်ကြတယ်ဒေါက်တာဒေသာဆန်းကိုပုံကန်ပြီးဇော်ဝေဆိုလိုမျိုးကိုဆိုလိုခြင်းဖြစ်တယ်။နော်။ ပြည်သူစေယုတ်တွေမှာကျတော့စီတင်ရဆိုပြီးစေမကူပဲနေပုပ်ကလေးကစေယုတ်တွေမှာငွေချေးရယူပြီးတော့စေခုစေခုံးခုနေတဲ့သစ္စာဖောက်ဖြစ်တယ်တို့ဒီဒါဆုံးရနေတဲ့ဒီကနေဟာအိုင်းနိုင်ငံမှာစီလုပ်တဲ့အပိတ်ကြောင့်ဒီကဲဒီလိုမြန်မာနိုင်ငံကတော့နောက်ဆုံးအောင်လို့ကနေတော့ဒီကြောင့်ဒီမြောက်လိုက်တဲ့ဒါပုံမှာတော့ပြောက်ပြောက်ဖြစ်တယ်နောက်တော့ခဲနေတယ်ဒီမှာဒီမှာဒီကအစည်းအဝေးတွေမကောင်းဘူးပေါ့နော်အဲဒီဒီကအစည်းအဝေးကတော့ နိုင်ငံခုနှစ်နိုင်ငံကအစိုးရအဖွဲ့အကြီးကြီးလာတာပေါ့အဲဒီတော့ကျွန်တော်တို့6နိုင်ငံကအစိုးရအဖွဲ့အကြီးကြီးတွေနဲ့လည်းကျွန်တော်တို့တရားစီတွေ့ဆုံပြီးတော့ကြာဆွေးနွေးနိုင်ခဲ့ပါတယ်အဲဒီကတော့ကျွန်တော်တို့ပထမဆုံးပြောမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဒီမသွားခင်ကအတိုင်းကျွန်တော်ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့တယ်ဒီစတမအချိန်မြောက် business အစည်းအဝေးသွားမယ်အဓိကတော့ဒီမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ငလင်ပေါ့လေငလင်အေးတန်ကြောင့်မလို့ခိခိုက်နေနာခဲ့ရတဲ့လူတွေပြန်လဲထူထောင်ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ ပြီးရင်ကျွန်တော်တို့ဒါတန်လက်ထူထောင်ရေးလုပ်တဲ့နေရာမှာအကူအညီတွေရရှိဖို့အတွက်ဆောင်ရွက်သွားမယ်ဆိုတော့ပြောခဲ့ပါတယ်ပြီးရင်ကျွန်တော်တို့ Pinstack အစည်းအဝေးမှာကျွန်တော်ဆွေးနွေးရမှာလေဆွေးနွေးခဲ့ပါတယ်ခြုံပြီးပြောရရင်တော့ဒီသွားရတဲ့ရည်ရွယ်ချက်ကောလှုပ်ဆောင်ရတဲ့ရည်ရွယ်ချက်ကောအောင်မြင်တယ်လို့အဲကျွန်တော်တို့ဒါပြောချင်ပါတယ်ပထမဦးစွာကျွန်တော်တို့ဒါအိန္ဒိယနိုင်ငံဝန်ကြီးချုပ်ပေါ့နော်မစ္စတာမိုဒီနဲ့တွေ့ရတဲ့အခါမှာသူ့အနေနဲ့ကမြန်မာနိုင်ငံပေါ်မှာပေါ့နော်တော်တော်ကိုပဲစေစနာထားတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ် အဲသူကိုယ်တိုင်ကလည်းကျွန်တော်တို့ကဒီအိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ကအဲပြည်နယ်ဝန်ကြီးချုပ်တုံးကသူခူချတဲ့ပြည်နယ်မှာပြည်နယ်ဝန်ကြီးချုပ်ဖြစ်တယ်ပြည်နယ်ဝန်ကြီးချုပ်တုံးကသူ့အနေနဲ့ကဒါငလင်တန်ကိုခန်းစားခဲ့ရဘူးလေငလင်တန်ကိုခန်းစားခဲ့ရသူကိုယ်တိုင်လည်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ခဲ့ဘူးတဲ့အဲဒါကြောင့်မလို့ကျွန်တော်တို့ငလင်ကျွန်တော်တို့စီမံငလင်လုပ်ပြီးနိုင်ပိုင်းအကြံပါအောင်မြန်မာနိုင်ငံကိုဆက်သွယ်ပြောကြအဲဒီနိုင်ငံတော်ဝန်ကြီးချုပ်ပကြုံမီမူရောင်းလိုက်နဲ့ဆက်သွယ်ပြောကြအကူအညီတွေပေးအပ်နိုင်ဖို့ပေါ့လေအများဆုံးလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်အဲဒီအားပေးစကားတွေပြောကြခဲ့တာဖြစ်ပါတယ် အဲသူအနေနဲ့ကတော့ဒီအိန္ဒိယနိုင်ငံအနေနဲ့ကတော့မြန်မာနိုင်ငံကဒါခုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပဲပြန်လဲထူထောင်ရေးလုပ်ငန်းတွေမှာရောပြန်ပြီးတော့ကြာကျွန်တော်တို့ဒါလိုအပ်တဲ့အကူအညီတွေပေးမယ်အဲလိုအပ်တဲ့အကူအညီလည်းတောင်းပါဆိုပြီးကြကန်လန်းခဲ့တာမျိုးတွေရှိပါတယ်ဒါပဲထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့တွေ့ရကာမှာလည်းဒီလိုပါပဲထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်လည်းဖြစ်တယ်အဲပြီးရင်ကျွန်တော်တို့ဒီမြန်မာနဲ့အတူတူတို့ကလည်းမြန်မာရဲ့ငလင်တန်းကိုလည်းတို့လည်းခံစားလိုက်ရတယ်ခံစားလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆောင်ရွက်ခဲ့တာကျန်တဲ့ဝန်ကြီးချုပ်များကလည်း ကျန်တဲ့ဝန်ကြီးချုပ်တွေအစိုးရဖွဲ့အကြီးအကဲတွေအားလည်းကုညီဖို့ပေါ့နော်ပံ့ပိုးဖို့ဒါဆောင်ရွက်ခဲ့ပါတယ်အထူးခြားခြားကျွန်တော် business အစည်းအဝေးမှာအစည်းအဝေးအခမ်းအနားစတင်ကြောင်းကြေညာပြီးကြတယ်ကျွန်တော်တို့ကမြန်မာနိုင်ငံမှာရှိတဲ့ပေါ့နော်ဂလင်တန်တင့်ခန်းစားခဲ့ရတဲ့အသက်ဆုံးရှုံးခဲ့ရတဲ့လူတွေထိခိုက်ဒဏ်ရာရတဲ့လူတွေအဲဒီအိုးရင်ဆုံးရှုံးခဲ့ရတဲ့ကျွန်တော်မြန်မာပြည်သူလူထုကိုစာနာထောက်သားသောအဖြစ်ဂါရဝပြည်သူအဖြစ်တမိနစ်ပေါ့နော်အားလုံးကညီသက်ပြောကြနိုင်ငံခေါင်းဆောင်တွေတက်ရောက်လာတဲ့လူတွေအားလုံးကတမိနစ်ညီသက်ပြောကြဒါ ကာဘာပြုတ်ခဲ့တယ်ဆိုတာလည်းကျွန်တော်တို့တွေ့ရပါတယ်အပြီးရင်ကျွန်တော်ဘင်းစတက်အစီဝေးပေါ့နော်ဘင်းစတက်အစီဝေးမှာလည်းအဓိကကဒီဟိုဘင်းစတက်ရဲ့သူ့ရဲ့ဒါဆောင်းဖုတ်တွေသူ့ရဲ့ရီမတ်ချက်တွေရှိတယ်ဒါတွေကအောင်မြင်စွာဆွေးနွေးနိုင်ခဲ့တယ်ဒါအပြင်ဒီနေရာမှာထူးထူးခြားခြားကကျွန်တော်ဘင်းစတက်အဖွဲ့ဝင်နိုင်ငံတွေကလည်းနိုင်ငံချင်းအလိုက်ကသူ့ရဲ့ပေါ့နော်ဟိုသဘောဘေးဒဏ်ခံစားမှုတွေရှိခဲ့တယ်ရှိခဲ့တဲ့အတွက်ကြောင့်မလို့အိန္ဒိယနိုင်ငံအနေနဲ့ဒီသဘောဘေးဒဏ်ကို အာကုညီကယ်ဆယ်ရေးသဘာဝဘေးဒဏ်နဲ့ပတ်သက်ပြီးသူစီနာပြုလို့ရေးသဘာဝဘေးဒဏ်နဲ့ပတ်သက်ပြီးတော့ကြာအတွေ့အကြုံခလဲနိုင်ရေးအတွက်ဒီသဘာဝဘေးဒဏ်ကုညီကယ်ဆယ်ရေးသဘာဝဘေးဒဏ်နဲ့ပတ်သက်တဲ့ပညာပြန်ပွားရေးအတွက်စင်တာတစ်ခုစောင့်မယ်ဆိုတာကိုသူကဟိုအဆိုပြုခဲ့ပါတယ်အဆိုပြုခဲ့ပြီးအားလုံးကလည်းသဘောတူခဲ့တယ်ဆိုတာအကြံဉာဏ်လည်းသဘောတူခဲ့တယ်ဆိုတာကျွန်တော်တွေ့ရတယ်အဲဒါတွေကတော့ဟိုသဘာဝဘေးဒဏ်အနေနဲ့ပတ်သက်လာပြီးတော့ကြာပို့ပြီးတော့ကျွန်တော်လှုပ်လှုပ်နိုင်ပါပါပေါ့နော်ပို့ပြီးတော့ကြာနိုင်ငံအချင်းချင်းပေါင်းစည်းနိုင်တဲ့ဟာတွေကိုကျွန်တော်တွေ့ခဲ့ရပါတယ်ဒီနေရာမှာ ပေါ့နော်ကျွန်တော်ပြောချင်တာကပေါ့နော်ခုချိန်မှာလဲဒါဒီနိုင်ငံတွေမကွာဘူးကျွန်တော်အာဆီယံနိုင်ငံတွေကျွန်တော်ရဲ့အိန္ဒိယချင်းနိုင်ငံတွေဖြစ်တရုတ်နိုင်ငံလာအိုနိုင်ငံဒါပြင်ဟိုအဲ့နိုင်ငံတွေအောင်ပြီးရင်ကျွန်တော်ဒါရုရှားနိုင်ငံလိုလိုနိုင်ငံကြီးမျိုးတွေအပြီးရင်ကျွန်တော် UAE လိုနိုင်ငံမျိုးတွေကျွန်တော်ခဏခဏပြောပါတယ်ကျွန်တော်နိုင်ငံကိုဒီပေါ့နော်ဟိုခုချိန်ထိနေရင်နေနဲ့ကူညီနေတာပေါ့နော်၁၈နိုင်ငံ၁၈နိုင်ငံလောက်ရှိပါတယ်။လေးအစည်းရေဆိုရင်ဒီနေ့ဆိုကျွန်တော်ထင်ပါတယ်60ကျော်သွားပြီဖြစ်ပါတယ်။ နိုင်ငံတကာကကဘာကမြန်မာတွေကျွန်တော်မြန်မာတွေငလင်နိုင်ခံစားခဲ့ရတယ်။အဲ့ငလင်နိုင်ခံစားခဲ့ရတာတွေကိုဘောနော်အားလုံးကဘောနော်ကူညီကြတယ်အားလုံးကစာနာထောက်ထားကြတယ်အားလုံးကနားလဲကြတယ်အားလုံးကဝိုင်းဝန်းပြီးတော့ကြဆောင်ရွက်လူကြီးစီရှိကြတယ်အားလုံးလည်းလက်တွေ့လည်း line ဝိုင်းဝန်းပြီးတော့ဆောင်ရွက်နေရလဲကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ်ပြောရမယ်ဆိုကဘာကမြန်မာကိုအာယုံစိုက်နေတယ်မြန်မာပြည်သူလူထုမြန်မာပြည်ကကျွန်တော်မြန်မာနိုင်ငံကြီးကငလင်တန်းကိုဘယ်လိုခံခဲ့ရလဲ ငလင်နံကိုဘယ်လိုမျိုးရင်ဆိုင်နေလဲငလင်နံနဲ့ပတ်သက်ပြီးတော့ကြာဒီသဘောဘေးဒဏ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘလို့စီလုံးလုံးနေလဲဆိုတော့အားလုံးကအာယုံစိုက်နေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မြန်မာပြည်သူလူထုအနေနဲ့ကလည်းဒီငလင်ပေါ့နော်သဘောဘေးဒဏ်ကိုစီစီလုံးလုံးညီညီညွတ်နဲ့ရင်ဆိုင်ကြပါစီလုံးညီညီညွတ်နဲ့နိုင်ငံတော်အစိုးရအနေနဲ့ကလည်းနော်ကုညီကယ်ဆယ်လုပ်ငန်းတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအတက်နိုင်ဆုံးအရှိန်ဟုန်နဲ့အမြန်ဆုံးလုပ်သွားမှာဖြစ်တယ်အနည်းချက်ဝေပြောမှာဆိုမြမစီလုံးမှုကိုပြပါ မြန်မာစီးလုံးကိုပြဖို့လိုပါတယ်ဘောနော်အားလုံးအာယုံစိုက်နေတဲ့အချိန်မှာမြန်မာအားဘယ်လိုမျိုးဆွဲရှိတယ်ဘယ်လိုမျိုးကြံ့ခိုင်တယ်ဆိုတာပြဖို့လိုတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ငါဘာလုပ်နိုင်လဲဆိုတာကိုပြရဖို့အချိန်ဖြစ်တယ်ပြရရမှာအချိန်ဖြစ်တယ်တီတူကိုဆရာတော့ဘာလုပ်နေလဲဆိုပြီးသူများကိုသွားပြီးပြောရမှာတဲ့မြင်းတုံကြီးဆရာတော့ဘာလုပ်နေလဲလွေဦးဖုံးဆရာတော့ဘာလုပ်နေလဲငါတို့ဒီလိုကဲတဲ့နေပါတယ်ဆိုပြီးတော့သူများမကောင်းကြောင်းပြောရမှာအချိန်ဖို့ပဲနဲ့ကိုယ်နှလုံးသားဘယ်လောက်ထိဖြူစင်လဲကိုဟာတီတူဘက်မှာဘယ်လောက်ထိစိတ်နာဆင်မယ်လဲဆိုတာပြရရမှာအချိန်ဖြစ်တယ် ့ဥပမာကျမတို့ကိုယ်ခွေတဲ့တောက်ဆရာတော့ဗျာနော်စပြီးငလေးလှုပ်ပြီးဆိုတဲ့ကထင်းမင်းမှုတွေဝေးတယ်တက်နေကစားမှုတန်းထောက်ပံ့နေလက်ရှိမှာဆိုရင်3000မှတည်ပြီးတော့နော်တိလာရှင်အကြောင်းကြီးတိလာရှင်ပြည့်စုံပါတယ်တိလာရှင်ဆောင်တဲ့တိုင်းတွေ3900မှတည်တယ်တခြားတော့နေရာတဲ့3900မှတည်ပြီးတော့တောက်ဆရာတို့ကိုယ်တိုင်က3000မှတည်ပြီးပြန်ထားတယ်ဒီလိုကိစ္စမျိုးကြတော့ဟာအချင်းချင်းမှုတီတာပွားပြီးတော့အများသူကအပိစကားပြောပြီးဖော်ပြရမယ်စားဒီလိုကိစ္စမျိုးတော့ဖုံးမိထားရဲ့မဟုတ်တဲ့နေရာကျတော့အာပြူစော်ဒီကောင်းဆောင်ပေါက်ပေါ်တော့ကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဘာသာမိုက်နေလိုက်ကြတယ် ဒါကြောင့်မလို့ခင်ဗျားတို့ကိုပြောချင်တာကတော့ခင်ဗျားတို့လှုပ်လှက်ခွင့်ကိုခွင့်ကောင်းပြီးတော့နော်သတင်းမီဒီယာတွေကဘယ်လိုဖြစ်ပါလဲအင်တာနက်ကြတာမှုကဘယ်လိုဖြစ်ပါလဲပြောနေမယ်စာအမှန်တကယ်အင်တာနက်ရတဲ့အခါကျတော့စစ်တမ်းမှုလိုင်းတွေကောင်းတဲ့အခါမှာကောခင်ဗျားတို့ကလူထုကိုကုညီကယ်ဆယ်ရေးလုပ်နေတာလားသတင်းစိတ်တွေခန့်နေတာလားဆိုတာစဉ်းစားမှုလိုပဲစေကူတာမှုပိုင်းမှာဆိုလို့ရှိရင်ဒီတန်ရရတဲ့လူတွေကိုကုညီကယ်ဆယ်ရေးစေဝါကူတာရေးအတွက်နော်တက်နိုင်တဲ့ခင်ဗျားဘောင်နိုင်ရောက်ဝင်ကိုတက်နိုင်ရောက်ဝင်အကုန်လုံးကထမ်းရမယ်ဒါတက်နိုင်တဲ့ဖက်မှာသတင်းအမှားတွေသတင်းအစိတ်တွေနဲ့စိတ်စိတ်တိုက်နေကြတယ်ပေါ့ဆိုတော့ ာကျမ်းမာရေးစနစ်ကိုကျမ်းမာရေးကဏ္ဍကိုစနစ်တကျဖျက်ဆီးပြီးတော့ကျမ်းမာရေးဝန်ထမ်းတွေကိုဖမ်းတာလို့မလင်တန်သိပ်ပြီးသူတွေကိုမကူညီနိုင်ဘူးဖြစ်နေပါတယ်တဲ့ကျမ်းမာရေးကဏ္ဍကိုစနစ်တကျဖျက်ဆီးပြီးတော့စီတီအရုံးခိုင်းခဲ့တာခမားတို့ engine ပုတ်ပြီလားအခုကျမ်းမာဘာကြောင့်စစ်တပ်မကောင်းကောင်းပြောနေကြတာလဲနော်ခမားတို့ကိုယ်တိုင်ကမန္တလေးမြို့မှာမန္တလေးတိုင်းဒီတိုင်းလုံးမှာရှိတယ်ကျမ်းမာရေးဝန်ထမ်းအကုန်လုံး80ရာခိုင်နှုန်းစီတီအရုံးနိုင်ခဲ့ပါတယ်မန္တလေးတိုင်းဒီတိုင်းလုံးမှာစီတီအန်ဒီနော်စေဝန်တန်းကျမရေးဝန်နဲ့80ရာခိုင်နှုန်းစီတီအရုံးလုပ်တယ်ဒါကြောင့်မလို့တော်လန်ကြီးကဒီနေ့အောင်တော့မယ်လက်ပြန်အောင်တော့မယ်ဆိုပြီးဘာသာမိုက်လိုက်ခဲ့တာခင်ဗျားတို့ကိ တကဘာလုံးမှာကိုဗစ်ကရောဂါဖြစ်နေတဲ့အချိန်မှာနော်တုတ်တန်ကမိတ္တိုလ်ဆက်တွေတော့မအားလို့အလောင်းနေနေချင်းမှာထပ်ပေါင်းနေရတဲ့အချိန်မှာခင်ဗျားတို့ဒီ CDN ဆိုပြီးတော့ဆေးမကုပဲနဲ့လူတက်ခိုက်ခဲ့တာခင်ဗျားတို့လေအခုကြမှာစစ်တပ်ကကျမကြီးကဏ္ဍကိုစနစ်တကျဖျက်ဆီးနေဆိုပြီးတော့ဒါအိဖြစ်မိတာအေးရောက်ပြီးမှတင်အစိတ်တွေနဲ့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာတက်နိုင်ကြများနော်တို့ကဘယ်လိုမျိုးကူညီထောက်ပံ့လဲဥပမာ ဥပမာဒေါ်ရှုရပဲဒေါ်ရှုရပဲလို့ USC ကအာဒီသားသမားပေါ့နော်လို့တမအာသူဆိုလို့ရှိရင်လည်းပဲသူကိုယ်တိုင်ကနေပြီးတော့ဦးစီးဦးဆောင်လုပ်ပြီးတော့မြန်မာနိုင်ငံမှာခနေတန်းတဲ့ပြည်သူကိုကိုင်ရတဲ့နေရေးအတွက်အမေရိကန်ဒေါ်လာတပေါင်းပေါ့နော်ဟိုတွန်းဝေးပေါ့လောက်ရရှိဟိုဒီလိုကိစ္စမျိုးပေါ့နော်တခြားဘယ်နိုင်ငံကဘယ်လိုကိုပါရဲဘယ်လိုနာမည်ကြီးဆက်လိုက်ရပါဘယ်လိုမျိုးကိုင်ထုတ်ပြန်มาရေဆိုပြီးတော့ပြည်သူတွေကိုအားတက်အောင်လုပ်ရမယ်ဆက်ဘခုလိုမျိုးစစ်တပ်ကကျမ်းမာရေးဝန်ထမ်းတွေကိုဖမ်းဆီးပြီးတော့ကျမ်းမာရေးဝန်ထမ်းဆိုတာကသူတို့စီးနေဆိုပြီးနိုင်ငံတော်ကိုပုံကန်ကြတယ်ဒေါက်တာဒေသာဆန်းကိုပုံကန်မျိုးဇော်ဝေဆိုးလိုမျိုးကိုဆိုလိုချင်ဖြစ်တယ်နော် ပြည်သူစေုပ်ဒီမှာကျတော့စီပင်ဆိုပြီးစေမှုပဲနေပေါ့ပလီကစေုပ်ဒီမှာငွေချေးရယူပြီးတော့စေခုစေခုံးခုနေတဲ့သစ္စာဖောက်ဖြစ်တယ်။ဒီတော့ကိုယ်ကပြီးတော့မပြည်သူတွေကိုအားတဲ့စကားပြောရမယ်ဆာပြည်သူတွေကိုအားတဲ့စကားပြောရမယ်ဆာအခုလိုမျိုးတရင်မားတွေလည်းပြောနေကြတယ်เนาะဆိုတော့ခင်ဗျားတို့ပြောရဲကျမတို့ဥပမာမြန်မာနိုင်ငံလုံးမှာကကျမတို့မြန်မာနိုင်ငံလုံးမှာကကျမ်းမာရေးဝင်နေပေါ့နော်ဆရာဝန်သူနာပြည်ကျမ်းမာရေးဆေးဘက်ဆိုင်ရာဝန်ထမ်းကလူတပေါင်းရှိလို့ရှိရင်အဲ့ဒီတပေါင်းမှာလူပေါင်း၄၄000နဲ့800ဆိုတော့လူတပေါင်းမှာတဝက်ဆို9000လူ9000လူပါစီဒီယာလောက်ဖြစ်တယ် အဲ့ဒီစီတီရလို့ကိုလေခင်ဗျားတို့ဝါသားမိုင်းတိုက်တယ်ခင်ဗျားတို့မြောက်ပြီးတယ်အဲ့ဒီချိန်လုံးကလည်းတနိုင်ငံလုံးမှာရှိတယ်နိုင်ငံတနိုင်ငံလုံးမှာရှိတယ်ကျန်းမာရေးဝန်ထမ်း90ရာခိုင်နှုန်းစီတီရလုံလိုက်ပါပြီဆိုပြီးအောင်ပွဲခံခဲ့ရခင်ဗျားတို့ပဲပျော်ခဲ့တာလေခင်ဗျားတို့ပဲတော့ဆရာဝန်တွေစေမကူလို့ပြောတာခင်ဗျားတို့လူတက်တယ်ဆရာဝန်မဟုတ်ခင်နဲ့လူအတက်တွေကိုမပင်သေးမဲ့ပိတ်အောင်တက်တယ်လူတက်သမားဆရာဝန်တွေဖျက်အောင်လုပ်ခဲ့တာလေခင်ဗျားတို့ပဲနော်ညီမတနင်္ဂနွေလုံးမှာကျမရေဝင်တဲ့နည်းနည်းဝင်တဲ့တဝက်90ရာခိုင်နှုန်းဆရာဝန်ကြီးစေမကူပဲနဲ့စီတီအန်လုပ်ပါလေလို့ပြောခဲ့တာလေခင်ဗျားတို့ပဲကျမရေခန္ဓာကိုစနစ်တကျရိုက်ချိုးခဲ့တာလေခင်ဗျားတို့ပဲတနင်္ဂနွေလုံးမှာ မြန်မာနိုင်ငံလည်းမဟုတ်ဘူးဒီကမ္ဘာလုံးကိုဗစ်ကရောဂါဖြစ်နေတဲ့အချိန်မှာတော့မှနော်အောက်ဆီဂျင်ဆက်ရအောက်ဆီဂျင်ရဲ့အရေးပေါ်လိုပဲလို့အောက်ဆီဂျင်ဆက်ရုံနဲ့တိစောက်နေတဲ့အချိန်တော့မှဒီအောက်ဆီဂျင်တွေဆက်တဲ့ဆောက်တဲ့အထဲကိုအလှူဝင်မထည့်ပါနဲ့ဆိုလိုရတာမှလည်းခင်ဗျားလည်းခင်ဗျားတို့ပဲဆိုတော့ဒီအချိန်မှာတော့တယောက်နဲ့တယောက်သူ့ခန့်ငါးဖက်ပေါက်ခန့်နေမှာစားဘသူကဘယ်လောက်ကြီးကိုနေနိုင်လဲဥပမာဆရာတော်မင်းတို့ညနော်ရိုးသေးတော့အပြင်ဆရာတော်လို့ပြောပါတယ်အဲ့ တိတကူဆရာတော်ကြီးဘာလုပ်နေလဲအရှင်စကိန်းတော့ဘာလုပ်နေလဲလို့ဆိုပြီးတော့ဒီဘက်ကနေ online ကနေအားချောင်းနေမဲ့စာကိုကိုတိုင်းကငါမင်းတို့ညကတော့ငါဘာလုပ်နိုင်လဲဒီငါຫນွေဦးကမုန်းကတော့ငါဘာလုပ်နိုင်လဲဒီငါကိုဦးကြီးတရွှေဦးမင်းကလည်းငါတို့ဒီတွေဒုက္ခရောက်နေတဲ့အချိန်မှာငါဒီလိုရှိတဲ့ငါဥစားဥရလုပ်နိုင်နေရှိဆိုတော့ကိုပိုင်ချင်းကိုပြဖို့လိုပါတယ်နော်ကျမကိုအလုံးဝထည့်ရတယ်မလေးတချို့အမရဆိုရင်ရွှေပောက်တန်ကအမတရားမှတ်မဲ့ရရသူ့စပင်ကိုဖျက်ရောင်းပြီးတော့အလုံးဝထည့်တာနော်မိမတယောက်မှာတော့မိမတယောက်ခမင်ဝတ်တဲ့မိမတယောက်တောင်မှသူ့ရဲ့သရာတရားကငွေချင်းမပေါ်ချန်တဲ့အတွက်စပင်ကိုမြှက်ရောင်းပြီးတော့ သတင်းဖြတ်ရအောင်ပြီးတော့အလုံးစုံသတင်းပါဝင်ပြီးလုပ်နိုင်ရရှိနော်ဆိုတော့ခမိန်ဝဲတဲ့မိမတွေကဒီလိုလုပ်နေတယ်ဒါပစိုးဝဲတဲ့ယောက်ျားတွေယောက်ျားတွေကမှတင်ငန်းဝဲတဲ့လူတွေအနေနဲ့ကဘသူပါဖြစ်တယ်ဘုသူပါဖြစ်တယ်ဆိုပြီးကက်လန်တိုင်းပုတ်ခတ်နေမယ်စားကိုကိုတိုင်းကမလို့ကိုညနိုင်ရဆိုတော့ပြကြပါလို့ကျွန်မတိုက်တော့ပါတယ်နော်ဆိုတော့ကျွန်မအလူရှင်စင်းကြီးလေးတင်ပေးမယ်အလူရှင်စင်းမတင်ရင်းနဲ့ကျွန်မအလူခံနေရင်းကနေမနေသေးတဲ့အလူခံရင်းကနေပြဿနာတက်ရန်ဖြစ်စကားများကြတဲ့ကိစ္စပေါ့နော်အဲ့ဒါပါလဲဆိုတော့ကိုကန်တပုံအခွဲနဲ့အောက်လောင်းတပုံအခွဲချမ်းနေတဲ့ကုခိုင်မျိုးမှာငလင်ပေးတဲ့လူတွေအလူခံရင်းနဲ့ ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာတော့မှအဲ့ဒီအိုးကန့်တပုံနဲ့ပလောင်တပုံတွေတိုင်းရင်းသားရေးပါပြောပြီးတော့တိုင်းရင်းသားရဲ့ဒုက္ခရောက်နေတဲ့အချိန်တောင်မှကြောက်နေတဲ့အောင်စမန်ခုတ်ပြီးတော့နည်းမြေလူမြေကြတာတွေ့ရတာတိတ်ကိုစိတ်မကောင်းစရာပါပဲ။နော်သူတို့လူငွေငွေတွေသူတို့လူမျိုးတွေသူတို့ကမြန်မာနိုင်ငံလုံးမှာရှိတဲ့ငလျင်ဘေးပြည်ပြည်သူတွေကိုလူမှာမဟုတ်ဘူး။ဒီပေါ်မှာကျမဘာမှမပြောလို့ဘူး။သူတို့တက်နိုင်တယ်လားသူတို့လူမျိုးချင်းချင်းသူတို့ကိုကြီးကြစီအဲ့ဒီကိစ္စပေါ်မှာကျမအားပေးတယ်။ဒါပေမဲ့ပြည်သူတွေကိုဒုက္ခရောက်နေတဲ့အချိန်တောင်မှပဲနည်းမြေရရှိနေတဲ့စက်ခွက်လူကြီးကဥစားပေးနေကြတယ်။တိုင်းရင်းသားလက်နက်ကိုင်ရဲ့အခွင့် တိုင်းရင်သားလက်မှတ်ကဆိုတဲ့လူတွေရဲ့ရင်ထဲမှာအမှန်တကယ်ကိုတိုင်းရင်သားတွေကိုချစ်ရလားကိုပြည်တော်ကိုချစ်ရလားဆိုတာကျွန်တော်တို့ဆက်စစ်ဖို့လိုပါလိမ့်မယ်